ဒီနိုင်ငံတကာဆင်မြင့်ပေါ်ရောက်သွားတဲ့အခါမှာသူ့ရဲ့ကတ်ဝတ်ကလည်းတော်တော်လှနေပြီဒီ JK ရဲ့ type ကလည်းဒါဘယ်လိုပြောမလဲဆက်စီ type ကြီးမဟုတ်ဘဲနဲ့ချစ်စရာကောင်းနေတဲ့ Q type လေးဖြစ်နေတာဖြစ်တဲ့အတွက်လည်းပို့ပြီးတော့အများကြီးမှထင်ပေါ်နေတယ်ပြီးတော့သူ့ရဲ့အရေးချင်းတွေရှိတာတွေဖြတ်ထုံးညံကောင်းတာတွေကိုကျွန်တော်အရင်သဘောကျတယ်ပပား network ကပြောခဲ့တယ်ပေါ့နော် B လေးလုံးရှိရမယ်ပေါ့သူ့ရဲ့ miss ကသူပြောခဲ့တာပေါ့နော် JK ကအဲ့မှာပြောခဲ့တာဒီမှာတဲ့ beauty body တဲ့သူတလောင်းလှတယ်ပေါ့နော်ပြီးရင်ဒီမှာ beauty ပေါ့နော်သူအရန်လှနေပေါ့ပြီးတော့ဒီမှာ brain ပေါ့နော်သူမှအရန်ကောင်းတဲ့ဉာဏ်လေးရှိတယ်ပြီးရင်တွေ့လာပေါ့နော် business ပေါ့ဆိုလက်ညှိုးထိုးပြလိုက်တယ်သူ့ကိုအားပေးနေတယ်ပရိတ်သတ်သူ့ကို vote ပေးတယ်ပရိတ်သတ်ကိုသူကလက်ညှိုးထိုးပြဒါသူ့ရဲ့ business ပဲသူ့နောက်မှာ business market ကြီးဘလောက်ရှိတယ်ဆိုတာကိုသူကလက်ညှိုးထိုးပြလိုက်တာပေါ့နော်သူပြောတင်ပြောတတ်တဲ့အရာကိုစင်ပေါ်မှာမြန်မာနိုင်ငံကသွားပြိုင်တဲ့ miss time အတွက်သူပြောပေးလိုက်တာ အရန်ကြိုက်တယ် Miss Grand International ပြိုင်ပွဲပေါ့နော်ပြိုင်ဆိုင်နေတယ်ညီမလေး JK Sophia အာပေါ့နော်သူ့ကိုလည်းအားပေးပါတယ်။ဘာကြောင့်ဆိုတော့ဒါမြန်မာနိုင်ငံကိုစားပြုဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ကိုယ့်နိုင်ငံသားတယောက်နိုင်ငံရဲ့အခြားမှာပေါ့နော်ကမ္ဘာစင်မြင့်ထက်မှာအားလုံးပေါင်းနိုင်ငံပေါင်း89နိုင်ငံနိုင်ငံပေါ့နော်နိုင်ငံတိုင်းကအတော်ဆုံးဆိုတဲ့လူတွေလာရောက်ရှင်ပြိုင်တဲ့ပွဲမှာကိုယ့်လူကိုအားပေးရမှာနိုင်ငံသားတယောက်အနေနဲ့ဒါတာဝန်ရှိတယ်လို့ကျွန်တော်ယူဆတယ်ဒီအတွက်ကြောင့်မလို့ကိုယ့်နိုင်ငံသားဘယ်သူမဆိုဘယ်နိုင်ငံ ံကိုပဲသွားပြိုင်ပိုင်ဘယ်ပွဲကိုပဲသွားပြိုင်ပိုင်ကျွန်တော်တော့အများအမ်း supporting ပေးတယ်ကိုပေးကို like လေးတစ်ချက်ပဲဖြစ်ဖြစ် comment လေးတစ်ချောင်းပဲဖြစ်ဖြစ်ပေါ့နော်အများအမ်းအားပေးပါတယ်ခင်ဗျာကိုနိုင်ငံအတွင်းမှာပြိုင်မယ်ဆိုရင်တော့ပေါ့နော်ဥမာ JK လာအဲပြီးတော့မဖြူလာမနီလာဒါကိုကြိုက်တဲ့ လူကိုရွေးချယ်ပြီးအားပေးပိုင်권ရှိတာဗောနော်အကယ်၍အဲ့ထဲမှာတယောက်ကိုရွေးချယ်လိုက်ပြီးဆိုတဲ့အခါကျတော့ဒီလူဟာကိုယ့်ရဲ့နိုင်ငံကိုစားပြီးဖြစ်သွားပြီးဖြစ်တဲ့အတွက်အဲသူ့ကိုတိုက်ခဲ့သည်ဖြစ်စေမတိုက်ခဲ့သည်ဖြစ်စေကျွန်တော်တို့အားပေးဖို့ကတာဝန်ရှိသွားပြီးအဲ့ဒီမှာမှအဲ့ဒီလူရဲ့စ조사အထုံးမှုအဲ့ဒီလူရဲ့နိုင်ငံတကာစင်မြင့်ပေါ်မှာမြန်မာနိုင်ငံအတွက်ပေါ့နော်ဟိုပြရုပ်ကောင်းတွေလှုပ်ဆောင်ပေးမှုပေါ်မူတည်ပြီးတော့ဘယ်လောက်ထိအားပေးမလဲဆိုတာပို့ပြီးတော့ ဟိုအရေးကြီးသွားတယ်ပေါ့နော်အခု JK ဆိုလို့ရှိရင်ဒါမြန်မာပြည်ကစထွက်သွားတဲ့အချိန်မှာသူ့ကိုအဲ့လောက်ထိကျွန်တော်မမျှော်လင့်ဘူးပေါ့နော်အဲ့လောက် အလောက်လဲတော်လိမ့်မယ်လို့မထင်ခဲ့ဘူးဒါအမှန်တိုင်းပြောတာပေါ့နော်ဘာလို့ဆိုတော့ JK နဲ့ကြတော့ကိုနဲ့ကလည်းဒါအမှုပညာနယ်ပယ်မှာဆက်ဆက်မှုလည်းမရှိဘူးဒါပြိုင်ပွဲပြသွားပြိုင်တဲ့အခါကျမှပဲကိုကအာတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့ရင်းနှီးတဲ့သူတွေလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အရေးချင်းတွေသူ့ရဲ့ ability ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့မသိရဘူးပေါ့နော်အခုသွားပြိုင်တာကိုပြိုင်ပွဲထောက်လျှောက်ကိုပေါ့နော်ကိုကလည်းဒါမိတ်ကက်ဆရာတယောက်ဖြစ်တဲ့အတွက်ဒီလိုပြိုင်ပွဲမျိုးတွေကိုအများနဲ့လေ့လာပြတယ်ကြည့်ပြတယ်။ဘာကြောင့်ဆိုတော့အာဒီလိုပြိုင်ပွဲမျိုးတွေမှာ miss တွေဘယ်လိုပြင်ကြပြီလဲ trend က ဘယ်လိုရောက်နေပြီလဲစပင်းစတိုင်မိတ်ကပ်စတိုင်ဘယ်လိုတွေဖြစ်နေပြီလဲဆိုတာကိုကျွန်တော်တို့မိတ်ကပ်ဆရာတွေကကြည့်ရတယ်ပေါ့နော်အာမစ်ဝဲတိုင်းကိုကျွန်တော်အားပေးဖြစ်တယ်အဲ့တော့အားပေးရင်းနဲ့ပဲ JKO ဒါကြည့်ဖြစ်တာပေါ့နော်ကြည့်ဖြစ်တဲ့အခါမှာ day 1 day 2 day 4 တရက်ပြီးတရက်တရက်ပြီးတရက်ဒီကလေးကတက်တက်လာတယ်ဗောနော်ပြီးရင်နောက်တစ်ခုဗောနော်ဒီ Miss Grand ရဲ့ဘယ်လိုပြောမလဲ organization ကအကြီးအကဲဖြစ်တဲ့ပပား network ကလည်းကျွန်တော်တို့မြန်မာနိုင်ငံကိုဒီနှစ်ကိုလုံးဝမျက်နှာသာမပေးတာအောင်တွေးရတယ်ဗောနော်ကလေးကိုဟိုမှာတချင်းသွားဆိုပြီးအချိန်မှာလက်နဲ့ကာလိုက်တာမျိုးတွေဒါမျိုးတွေလည်းတွေးရတယ်ပြီးရင် talent show တွေမှာလည်းအရန်ကောင်းမယ်မယ်လဲတော့တဲကိုမထဲ့တာတွေကိုလည်းတွေ့ရတယ်အဲ့တော့ဟိုကိုယ့်မြန်မာနိုင်ငံသားကိုဒါနေရာမပေးတာကိုလည်းတွေ့ရဒါပေမဲ့ तू ကအပြုံးမပြတ်ဘူးလုံးဝအပြု ုံးမပြတ်ဖဲနဲ့တဆင်ပြီးတဆင်သူတက်လှမ်းသွားတယ်ရရင်ရတဲ့နေရာကနေသူဘယ်လိုပြောရမလဲရှင်ပြိုင်နေတာကိုတွေ့ရတယ်အဲ့ဒါလေးကိုလည်းအရန်ချီးကျူးတယ် ြင်ဆင်မှုအားလည်းအရန်ကောင်းတယ်လို့ကျွန်တော်ထင်မိပါတယ်။ဒါကြောင့်လည်းဆိုတော့မြန်မာနိုင်ငံမှာ Miss Grand မြန်မာပြိုင်တော့က JK ရဲ့ကတ်ဝတ်ကတော်တော်မလှဘူး။အဲ့တော့ကိုလည်းနည်းနည်းတော့စိတ်အားငယ်မိတာပေါ့နော်။ဒီနှစ်တော့ပြိုင်မဲ့ကလေးကတော့တိတ်မကောင်းဘူးပေါ့။ဒါပေမဲ့သူနိုင်ငံဒီနိုင်ငံတကာဆင်မြန်မော်ရောက်သွားတဲ့ခါမှာသူ့ရဲ့ကတ်ဝတ်ကလည်းတော်တော်လှနေပြီ။အာဒီ swim suit တွေပါတွေရှောက်တယ်ဆိုလည်းဒါချစ်စရာလေးပေါ့နော်။အာပြီးတော့ဒီ JK ရဲ့ type ကလည်းဒါဘယ်လိုပြောမလဲ။ sexy type ကြီးမဟုတ်ဘဲနဲ့ချစ်စရာကောင်းနေတဲ့ cute type လေးဖြစ်နေတာဖြစ်တဲ့အတွက်လည်းပို့ပြီးတော့အများကြီးမှထင်ပေါ် ်နေတယ်ပြီးတော့သူ့ရဲ့အရေးချင်းတွေရှိတာတွေဖြတ်ထုံးညံကောင်းတာတွေကိုကျွန်တော်အရင်သဘောကျတယ်အာ preliminary ပြီးတဲ့အခါမှာအာပပား network က miss တွေကိုစင်ပေါ်မှာ မတ်တက်ရက်ခိုင်းပြီးတော့မှ voting ကိုတရဝင်းတရဝင်းမဟုတ်ဘူးเนาะစကလုံးရိုင်းရိုင်းပြောတော့ဖြောင်တောင်းတာပေါ့เนาะဖြောင်တောင်းတဲ့ voting ကိုဖြောင်တောင်းတာပေါ့ voting ဖြောင်တောင်းတယ်ဆိုတာကဒီတိုင်း free vote ရတယ်ဆိုရင်တော့ဒါလက်ခံတယ်ပေါ့เนาะအဲ့လိုမဟုတ်ဘဲねဒါပတ်စံနဲ့ပေးပြီး vote ရတဲ့ voting ကို ဖြောင်တောင်းနေဆိုရသည်ဘယ်မစ်ကိုပတ်စံဘလောက်ပံ့ပိုးပေးကြမလဲလို့ဒါစင်မွားနေခရိုင်ရိုင်မပြောရုံတမဲပဲပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာအာ JK ကိုလည်းဒါမြန်မာနိုင်ငံသားအောက်ကပြည်သက်တွေကဗုတ်တွေအများကြီးပေးတာဖြစ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုကိုရိုင်းဆိုလည်းဒီအခမ်းအနားကိုသွားမကြည့်နိုင်ဘူးမသွားနိုင်ဘူးသွားနိုင်တဲ့သူတွေက သွားအားပေးတဲ့အပြင်ကိုမှဘလောက်ကေလဲမသိဘူးလေ9000ကေပေါ့နော်သူ vote တစ်ခါတည်းပေးလိုက်တာဖြစ်တဲ့အတွက် JK ကလည်းအရန်အားရှိသွားတယ်စင်ပေါ်မှာအရန်မျက်နှာရသွားတာပေါ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာ JK ကအဲ့လောက်နဲ့မရက်နေပဲနဲ့မိုက်ယူပြီးတော့မှပပားနှဝက်ကိုအာသူပြန်ပြီးတော့မှပြောလိုက်တဲ့စကားတွေကိုကျွန်တော်အရန်ကြိုက်တယ်အရန်ဘယ်လိုပြောရမလဲထိမိတယ်ပေါ့နော်ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပြောချင်နေတဲ့စကားလုံးတွေရှင်းနှစ်တွေရှင်းနှစ်တွေကအကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့ပြောချင်နေတဲ့စကားလုံးတွေကို JK ကတခါတည်းပြောပလိုက်တာပပနဝကပြောခဲ့တယ်ပေါ့နော် B လေးလုံးရှိရမယ်ပေါ့သူရဲ့ miss က तू ပြောခဲ့တာပေါ့နော် B လေးလုံးဆိုရင်မှာ beauty ရယ် body ရယ် brain ရဲ့နောက်ဆုံးသူကတခုတိုးထားတယ် business အဲ business ရဲ့တိုးထားတော့ JK ကအဲ့မှာပြောတဲ့ဒီမှာတဲ့ beauty body နဲ့သူတလောက်လာတယ်ဗောနော်ပြီးရင်ဒီမှာ beauty ဗောနော်သူအရန်လာနေဗောပြီးတော့ဒီမှာ brain ဗောနော်သူမှာအရန်ကောင်းတဲ့ညံနေရှိတယ်ပြီးရင်တွေ့လာဗောနော် business ဗောဆိုလက်ညှိုးထိုးပြလိုက်တယ်သူ့ကိုအားပေးနေတယ်ပရိတ်သတ်သူ့ကို vote ပေးတယ်ပရိတ်သတ်ကိုသူကလက်ညှိုးထိုးပြဒါသူ့ရဲ့ business ပဲသူ့ရဲ့ business ဘလောက်ကြီးတယ်သူ့နောက်မှာ business အာမာကတ်ကြီးဘလောက်ရှိတယ်ဆိုတာကိုသူလက်ညှိုးထိုးပြလိုက်တာပေါ့နော်။သူပြောတဲ့ပြောတိုက်တဲ့အရာကိုစင်ပေါ်မှာကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံသားလုံးအတွက်နိုင်မြန်မာနိုင်ငံကသွားပြိုင်တဲ့ miss time အတွက်သူပြောပေးလိုက်တာအရန်ကြိုက်တယ်။ပပားနက်ဝက်ဆိုတာကအရန်ဘယ်လိုပြောရမလဲ။မချူအားအရန်ဖြစ်ပြီးသားပြီးတော့ business သူကတခြား miss organization တွေလို့ပေါ့နော်ဟိုဘယ်လိုပြောရမလဲ beauty pageant ကိုလောက်တာမဟုတ်ဖ ೇನೆ သူက beauty pageant ကိုပေါင်းကူးတရားအနေနဲ့အသုံးပြုပြီးတော့စီးပွားရေးလောက်တဲ့သူတယောက်ပေါ့နော်အဲ့လိုမြင်မိတယ်အဲ့လိုမြင်မိတဲ့အတွက်လဲကျွန်တော်ကအဲ့ဒီ miss grand ကိုသဘောကျတာ miss grand ကို စိတ်ဝင်စားတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အလုပ်တွေလုပ်ကြရတဲ့ဆိုတဲ့အရာဒီဘယ်အရာမဆိုအနောက်မှာ business ဆိုတာလေးကကပ်ပါနေမှာကျွန်တော်တို့ဘဝရဲ့တိုးတက်မှုတွေအောင်မြင်မှုတွေချမ်းသာကြွယ်ဝမှုတွေဆိုတာရှိနေမှာလေအရာအားလုံးကိုဝါသနာအရာလုံမယ်စိတ်ပါရင်လုံမယ်စိတ်မပါရင်မလုပ်ဘူးဆိုတာမျိုးမဟုတ်ဘဲနဲ့စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကျွန်တော်တို့လုပ်တဲ့လုပ်ထိုက်တဲ့အရာကို business ကပ်ပြီးတော့တွဲပြီးတော့လုပ်တဲ့နယ်ဆိုတဲ့အရာမျိုးကို ပပနက်ဝက်ကလည်းခံယူထားတယ်လောက်ကင်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ဒီလောက်ပုံကင်ပုံလေးကိုသဘောကျတဲ့အတွက်ကျွန်တော်ကလည်းဒီ miss grand ကိုအပေးပြစ်တာအဲအပေးပြစ်တယ်ဒီလိုလူတယောက်ကိုပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားပြောမယ်ဆိုရင်တော့လူမမယ်ကလေးမလေးပေါ့နော်အသက်20ဝန်းကျင်ကလေးမလေးကသူပြောခဲ့တဲ့စကားလုံးပေါ်မူတည်ပြီးတော့တက်ခနဲ့တက်ခနဲ့တက်ခနဲ့ဒီလိုတကဘာလုံးသိအောင်ပြန်ပြောနိုင်တဲ့အတွက်ကျွန်တော်အရန်ခုံယူပါတယ်လို့အဲ့တော့ဒီပြိုင်ပွဲမှာ JK ကဘလို့ position မျိုးကိုပဲရခဲ့ရခဲ့ เนาะ crown ရခဲ့မယ်ဆိုရင်တော့ရန်ကိုဂုံယူมาပေါ့เนาะဟိုအတိုင်းမသိဝမ်းသာအောင်มาပေါ့ crown မရခဲ့လို့ဖြတ်ဖြတ်ပြောကောင်းပြောကောင်းပေါ့เนาะအာတခြား position တွေရခဲ့တယ်ဆိုရင်လည်းဘယ်လိုမျိုးလေးပဲရခဲ့ရခဲ့ရေကိအနေနဲ့တော့တာဝန်ချေသွားပါပြီလို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ခင်ဗျာ